အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပြီးကိုရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ချမ်းသာတဲ့တငယ်ချင်းနဲ့ဆင်းရဲတဲ့တငယ်ချင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမတို့ကတော့အစစ်စင်တင်ဆက်သူအန်နာပါဟဲအာရှာနေပါလားလာလေလာလေလာခဲ့လာခဲ့နင်လဲငါတို့နဲ့အကြိုကြိုဒီမှာထိုင်ပြီးထမင်းလာဆောင်အော်တမီးလေးရဲ့ဒါဘလို့စကားတွေပြောနေရလဲ နင်းလို့အရန်ချမ်းသာကြွယ်ဝလုံးနဲ့တထဲကြီးရဲ့တမီလေးကသူ့လိုစင်းရဲတဲ့ main ကလေးတယောက်နဲ့အတူတူထမင်းထိုင်စားမလို့လား။ကဲဒီမှာရှင်စကားပြောလို့ရှင်တော့ကြည်ပြောနော်။ဒီ main ကလေးကကျမရဲ့တမီလေးနဲ့တငယ်ချင်းပဲ။သူရောက်လာတဲ့အခါတိုင်းရှင်အမြဲဒီလိုလုံနေတာကျမမကြိုက်ဘူး။နောက်ဒီလိုမလုံနဲ့။ဒီပုံမြင်လေးကတော့ရွာမနေထိုင်ကြတဲ့စင်းရဲတဲ့ main ကလေးတယောက်နဲ့ချမ်းသာတဲ့ main ကလေးနှစ်ယောက်ရဲ့တငယ်ချင်းတိုက်ရောက်စဉ်အကြောင်းပဲဖြစ်ပါရဲ့။တငယ်ချင်း၃ယောက်လုံးကငငယ်လေးကလေးကအရန်ချစ်ကြပါရဲ့။ တငယ်ချင်းတော့ရအောင်လို့အရွယ်ရောက်ရှိလာခဲ့ပြီးဆိုပေမဲ့တယောက်ကိုတယောက်အခုချိန်ထိအရန်ချစ်ကြပါရည်။ကဲဒီမှာကြည့်ပါဦး။ငါ၁၀လုံးတော့မှတောက်ပြီးသွားပြီနော်။နေပြစ်တာ၁၀လုံးဆိုပေမဲ့ဂေါ်လီလုံးတစ်လုံးမှမကွဲဘူး။ငါပြစ်တာ၃လုံးတောင်ကွဲတယ်။ဘလို့လဲငါပို့တော်ရဲဆိုတော့ကိုနေလခံလိုက်တော့လေဟာ။နေတော့ကတော့လေအရွယ်ကရောက်နေပြီးလက်ထက်ရမယ့်အရွယ်တော်မှရှိနေပြီ။ဒါတော့မှဂေါ်လီရိုက်နေကြသေးရဲ့ဟုတ်လား။ကဲနေတော့အင်ကိုဘလို့မျိုးထိန်းသိမ်းဆောက်ရှောက်ရမလဲဆိုတော့ကိုလည်းတင်ယူကြစမ်းပါဦး။ ဒါကတော့ကျမတို့တင်ယူထားပြီးအရင်တုန်းကလေးကလေအတော်ရဲ့ဒုက္ခပါပဲလက်ထပ်ပြီးသွားရင်နင်တို့တယောက်ချင်းစီဘလို့နေကြမလဲငါဒီအကြောင်းကိစ္စတခုတည်းကိုပဲတတော်လေးစိုးရင်ပူပန်နေအောင်နောက်ထပ်ရက်အနေငယ်ကြောင်းမြင်သွားခဲ့တဲ့အခါမှာအာရှာကတော့လက်ထပ်သွားခဲ့ပါတယ်သူလည်းလက်ထပ်ပြီးနောက်မှာတော့ရခမအင်ကိုရောက်ရှိသွားခဲ့ပါတော့တယ်သူမရှိရတဲ့နောက်ဂျူဟီနဲ့နေဟာရိုနီယောလုံးကလည်းစိတ်ပြတ်ဝမ်းနေနေခဲ့ကြတာပေါ့အာရှာကတော့ငါတို့အဖွဲ့ရဲကနေခွဲထွက်သွားခဲ့ပြီးတော့နေဟာကြီး တိတ်မကြခင်ငါတို့အလှဲ့ကိုလည်းရောက်လာလိမ့်မယ်တိလားအေးဟုတ်တယ်ဂျိုဟီရဲ့တိတ်မကြခင်ငါတို့လည်းလက်ထပ်ရလိမ့်မယ်အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီးတရမှာတော့နေဟာနဲ့ဂျိုဟီတို့ကလည်းကိုစီလက်ထပ်သွားခဲ့ကြပါတယ်သူတို့နှစ်ယောက်လုံးကမြို့ပေါ်မှာတွားရောက်နေထိုင်ခဲ့ကြရတာပါနှစ်ယောက်လုံးကအရန်ကိုချမ်းသာတဲ့အိမ်တွေမှာလက်ထပ်ခဲ့ကြတာပါလက်ထပ်ပြီးနောက်မှာတငယ်ချင်းတွေကလည်းအိမ်အောင်တာဝန်တွေကိုထမ်းဆောင်ခဲ့ကြပါရဲ့။နောက်တော့၃ယောက်သားတယောက်ကိုတယောက်အရန်ကိုတွေ့ကျင်နေခဲ့ကြပါရဲ့။ ။တရမတော်ဂျိုဟီကလည်းတငယ်ချင်းတွေကိုတတိယလာတဲ့အခါမှာနေဟာကိုဖုန်းဆလိုက်ပါရဲ့။ဟဲ့နေဟာရေဘလို့လဲအဆင်ပြေရဲ့လား။အေးဂျိုဟီရေနေငါ့ကိုအကြိုင်းနေမှာတတိယတော့တယ်နော်။ဒါနဲ့နေငါ့ကိုပြောပြစမ်းမအောင်ဟဲ့နေငါ့ရဲ့ဖုန်းနံပါတ်ကိုဘယ်ကနေပြီးတော့ဘလို့ရှာတွေ့ရလဲ။အော်ရွာမှာရှိတဲ့နေရဲ့အမေစီကနေပြီးတော့ငါတောင်းလိုက်တာလေ။အာရှာရဲ့ဖုန်းနံပါတ်ကိုရော နေရသွားပြီလား။အေးဟဲ့ငါလည်းနေတို့ကိုတကယ်အရန်တတိရတာပဲတိလား။အင်းငါလည်းနေတို့အားလုံးကိုအရန်တတိရတာပေါ့။ ငါကြားရတာကတော့သူလဲငါတို့လိုမျိုးပဲဒီမျိုးမှနေရတဲ့သူရဲ့အိမ်ဘယ်မှာရှိနေရလဲဆိုတာကိုတော့ငါတို့လည်းမသိဘူးရပါတယ်ကိစ္စမရှိဘူးနေဘောင်းကလည်းအရန်စီစိုးရင်ပုံပန်းမနေနဲ့မလက်ဖြန့်ကြရင်ငါရွာကိုသွားမလို့သူရဲ့ရခမအိမ်ဘယ်နေရာမှာရှိတာလဲဆိုတာကိုငါရောက်မေးပြီးတော့မှပြန်လာခင်မယ်အေးဟုတ်ပြီဒါဆိုလို့ရှင်တော့ငါတို့တငယ်ချင်းနဲ့တွေ့ဖို့အတွက်ကျင်းတေပေါက်သွားမယ်ကြပါကြပါငါတို့တငယ်ချင်းနဲ့တွေ့ဖို့အတွက်ကျင်းတေပေါက်သွားရမှာပေါ့ဒါဆိုရင်တော့ဒါပဲနော်ငါဖုန်းချလိုက်တော့မယ် ဒီလိုနဲ့နောက်ထပ်ရနိုင်ငံကြောင်းမြင့်သွားခဲ့တဲ့အခါမှာနေဟာကဂျိုဟီကိုဖုန်းဆက်ပြီးပြောပြလိုက်ပါတယ်။ကဲငါတို့အကြောင်းနဲ့သိပြီးသွားပြီဂျိုဟီရဲ့။သူကဒီမြို့မှာပဲစင်ချေပေါင်းရက်ကွက်တစ်ခုမှနေထိုင်နေတယ်တဲ့။ငါတို့ကတော့သူပဲရက်ကွက်မှာပဲနေနေပါ။အဓိကကတော့ငါတို့တငယ်ချင်းနဲ့တွေ့ဖို့ရဖို့အတွက်ပဲဟုတ်တယ်မလား။ငါတို့တငယ်ချင်းလက်ထပ်ပြီးရနောက်ဘလို့နေထိုင်နေလဲဆိုတော့ကိုတော့ငါတို့လည်းအရန်ကိုသိချင်နေပြီးတော့ကြည့်ရမယ်။เออဟုတ်ပြီလေဒါဆိုရင်တော့ငါတို့မနေ့ပြန်သူ့ကိုသွားတွေ့ကြမယ်ကောင်းလားအေးကောင်းတယ်ကောင်းတယ်ငါတို့မနေ့ပြန်ပဲသူ့ကိုသွားတွေ့ကြတာပေါ့ ။နောက်နေ့မှာတော့နေဟာနဲ့ဂျူဟီရောနှစ်ယောက်စလုံးကအရန်ကိုကြည့်တဲ့ကအကြည့်ကြီးနဲ့သူရဲ့တကယ်ချင်းအာရှာကိုတွားကြွေးခဲ့ကြပါရဲ့။အင်းငါတိခဲ့တဲ့ရက်ကွက်ကတော့ဒီရက်ကွက်ပဲသူရဲ့အိမ်ဘယ်မှာလဲဆိုတော့ကတော့ငါတို့လိုက်မေးကြည့်မှဖြစ်လိမ့်မယ်။ဟိုအိမ်အရှိမအဖိုးအိုကြီးတယောက်ရှက်နေတယ်အဲ့ဒီအိမ်မှာပဲတွားမေးကြည့်လိုက်တော့မယ်။ဒါကြောင့်သူတို့ကလည်းအဖိုးအိုကြီးရက်နေတဲ့အိမ်အရှိတီကိုကားမောင်းထွက်လာခဲ့လိုက်ပါရဲ့။ဘလော့ကီကြီးရဲ့ကားကြီးကိုကြွေးခဲ့ရတဲ့အခါမှာအဖိုးအိုကြီးကလည်းကြောင်တောင်တောင်နဲ့ကြည့်နေခဲ့ပါရဲ့။ ။ဦးလေးကြီးရေကျမတို့ Vishnu ရဲ့အိမ်ကိုသွားခြင်းလို့ပါ။ Vishnu ဆိုတာကတော့ကျွန်တော်ပါပဲ။ဒါပေမဲ့ကျွန်တော်မမလေးတို့ကိုမသိဘူး။ဘယ်သူတွေများလဲ။ဒီစကားကိုကြားခဲ့ရတဲ့ဂျိုဟီနဲ့နေဟာတို့နှစ်ယောက်လည်းဝမ်းသာပျော်ရွှင်စွာနဲ့ကားပေါ်ကနေဆင်းလာခဲ့ကြပါတော့တယ်။ဒါဆိုရင်တော့အာရှာဆိုတာကဦးလေးရဲ့ချွေးမများလားမသိဘူး။အာဟုတ်ပါတယ်ဟုတ်ပါတယ်အာရှာကကျွန်တော်ရဲ့ချွေးမလေးပါပဲကျမတို့ကိုမမလေးမမလေးလို့မခေါ်ပါနဲ့ရှင်ကျမတို့ကတော့ဦးလေးရဲ့ချွေးမရဲ့တငယ်ချင်းတွေပါ ူနဲ့တွေ့ချင်လို့အခုလာခဲ့ကြတာ။အော်ဟုတ်လား။ဂျာအတော်လေးကိုကောင်းမွန်တဲ့ကိစ္စတစ်ခုပါပဲ။လာခဲ့လေလာခဲ့လာခဲ့လာခဲ့ပါအแทဝင်လာခဲ့ကြ။နေဟာနဲ့ဂျူဟီရိုနှစ်ယောက်လုံးကလည်းဦးလေးချင်းနဲ့အတူတူအိမ်သေးကိုဝင်သွားခဲ့ကြပါရဲ့။အိမ်သေးမှာသူတို့ရဲ့တငယ်ချင်းဖြစ်သူကတော့မိဖို့ကန်နေမှာမိမွှေးပြီးလက်ဖေးဖြောင်းနေခဲ့ပါရဲ့။နေဟာနဲ့ဂျိုဟီနှစ်ယောက်လုံးကိုတွေ့လိုက်တာနဲ့အာရှကလည်းကြောင်တောင်တောင်ဖြစ်သွားခဲ့ပါရဲ့။ဟဲ့နေဟာနဲ့ဂျိုဟီငါ့ရဲ့တငယ်ချင်းတွေငါ့စီကိုလာလေကြတာလား။ ေးဟုတ်တယ်အာရှရဲ့ငါတို့နေနဲ့အရန်ကိုတွေ့ချင်နေကြတာလေအဲ့ဒါကြောင့်လာတာကဲချွေးမလေးနေရတငယ်ချင်းလေးကိုခဏထိုင်ခိုင်းလိုက်လေပြီးရင်တော့လက်ဖေးလေးပါလေးလေးဖြောတိုက်လိုက်ပါအောင်ကွယ်အာရှရဲ့ခမအိမ်ကတော့တတော်လေးဆင်းရဲရှာပါတယ်အာရှယောက်ျားကိုတိုင်းကလည်းစိတ်ယုံတယုံမှအလောက်ကျန်းတွေကိုစူးစမ်းလောက်ကိုင်းနေရတဲ့သူပါသူရှာဖွေလို့ရတဲ့ပတ်စံနဲ့အိမ်ရဲ့ဇာဝတ်နေရည်အသုံးစေးတွေကိုတော့မှတတော်လေးစူးစမ်းရုံးကန်ပြီးထုံနေကြရပါရဲ့အိမ်ကလည်းဟောင်းနေပါပြီအရန်ကို ဟောင်းလို့နေခဲ့ပြီ ရှိုင်းနေနေပါ रे အခန်းလေးနှခန်းနဲ့မိဖို့ကံတစ်ခုသားရှိပါ रे အရင်နေရာမှာလည်း gas မိဖို့ရှိရမယ်အစားမြေကြီးနဲ့လောက်ထားတဲ့မိဖို့လေးသားရှိပါ रे အိမ်မှာအဲ့တဲ့ရလာရင်ထိုင်ဖို့အတွက်ဆိုဖာခုံမပြောနဲ့ plastic ခုံကြောင်မရှိပါဘူးအာရှကလည်းသူ့ရဲ့အခန်းထဲကိုတငယ်ချင်းတွေကိုခေါ်သွားလိုက်ပါ रे အခန်းထဲမှာတော့ဆရာလေးတစ်ချက်ကိုသာခင်းထားပါ रे နင်တို့နှစ်ယောက်ဒီမှာအေးအေးဆေးဆေးထိုင်ကြနော်ငါနင်တို့တောက်ဖို့အတွက်လည်းဖေးဖြော်လာခဲ့မယ်တိလား ပြောပြီးနောက်မှာတော့အာရှာကလည်းဖေးရယူဖို့အတွက်အပြင်ကိုထွက်သွားတာနဲ့ရောက်မှဖြစ်သူရောက်ရှိလာပြီးပြောလိုက်ပါတယ်။ချွေးမလေးရေတငယ်ချင်းတွေအိမ်ကိုလာလေတော့လဖေးကြီးပဲတိုက်မယ်ဆိုလို့ရှင်တော့ဘယ်ကောင်းပါမလဲ။တို့အတွက်ဘစ်ကွတ်လေးပါလေးလဲမှာပေးလိုက်အောင်လေ။အမေကလည်းကျမဘစ်ကွတ်ကိုဘယ်ကနေတွားမှာပေးရမှာလဲ။ဘာမုံမမှာဖို့အတွက်ပတ်စံတပြားတစ်ချမ်းမှရှိတာမဟုတ်ဘူးလေ။အော်ရပါတယ်ချွေးမလေးရေနေအရန်ကြီးလဲစွန့်ရင်ပူပန်မနေပါနဲ့။အဖေချောင်းအမြဲဆိုးနေရဲဆိုပြီးတော့တားလေးရအဖေကိုဆေးဝယ်တောက်ဖို့ပတ်စံပေးထားတယ်။ အဲ့ဒီပတ်စံနဲ့ပဲဘစ်ကစ်တောက်ဝဲလာခဲလိုက်မယ်။ဒါဆိုရင်အဖေအဖေရဲ့ဈေးကရောအဖေတို့ရဲ့ဈေးကဘလို့ဖြစ်သွားမှလဲ။အော်ချွေးမလေးရဲ့အဖေရဲ့ဈေးထပ်ပေါ်ပြီးတော့အရေးကြီးနေတာကအိမ်ကိုရောက်ရှိလာခဲ့တဲ့ဧည့်သည်တွေကိုအဲဝကျေပြွန်ဖို့အတွက်ပဲ။ပြောဆိုပြီးနောက်မှာတော့ရခွတ်တီဖြစ်သူကလည်းအပြင်ကိုထွက်သွားပြီးမုန်းသွားဝဲနေခဲ့ပါရီ။ခဏနေတော့အာရှာကလည်းအဖေဖြောပြီးနောက်မှာတော့ပြန်လည်ရောက်ရှိလာခဲ့ပါရီ။ငယ်ချင်းတောင်ရောက်လုံကလည်းအဖေတောင်းနေရင်းနဲ့စကားတွေပြောဆိုနေခဲ့ကြပါရီ။ ကဲအာရှရေပြောပါအောင်နေနေထိုင်ရတာအဆင်ပြေရဲ့လားအော်ငါကဆင်းရဲတဲ့အလုပ်သမားတယောက်ရဲ့မိန်းမလေးဘယ်လိုမျိုးပြောပြောရွှေရွှေနေနိုင်မလဲနေထိုင်လို့တော့အဆင်ပြေပါတယ်ငါတို့စားတောက်ယုံလောက်ကြောလဲအဆင်ပြေပါသေးတယ်အေးဒါဆိုရင်ကောင်းတာပေါ့စားနိုင်တောက်နိုင်သေးတယ်ဆိုလို့ရှင်တော့ဒါအကောင်းဆုံးပဲလေအခုတခြားအကြောင်းတွေမပြောဘဲနဲ့အရင်တုန်းကငါတို့ဘလောက်တောင်မှပြောရွှင်ခဲ့ကြတယ်ဆိုတဲ့အကြောင်းလေးကိုပဲပြန်ပြောကြမယ်အေးဟုတ်တယ်ငါစကားတွေအများကြီးပြောစရာရှိတယ် ဒါနဲ့ဒီနေ့ညငါတို့နေရဲ့အိမ်မှာပဲအိတ်ဖို့အတွက်စဉ်းစားထားရသေးလားငါတို့တညလုံးစကားတွေလည်းထိုင်ပြောကြမယ်ဟာပြောစရာကြီးနော်သူတို့ဒီမှာတညနေကြမယ်ဆိုတဲ့စကားကိုကြားခဲ့ရတဲ့အခါမှာရခွတ်တီဖြစ်သူကလည်းလာပြောလိုက်ပါရီကောင်းပါရဲ့ကောင်းပါရဲ့ဒါအရင်ကကောင်းတဲ့ကိစ္စပါပဲနင်တို့နှစ်ယောက်ငါအိတ်နေကြနေရာလေးမှာအိတ်လိုက်ကြပြီငါတို့ကတော့အောက်မှာပဲဖျက်ခင်းပြီးတော့အိတ်လိုက်ကြမယ်မဟုတ်ကြရှင်ရပါရဲရပါရဲကျမတို့ကတော့ကိစ္စမရှိဘူးကျမတို့တကယ်ချင်းနဲ့အတူတူကျမတို့မြေကြီးပေါ်မှာလည်းအိတ်နိုင်ပါရဲ့ ညနေခင်းမိုဟန်အင်ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့အခါမှာဂျူဟီနဲ့နေဟာတို့နှစ်ယောက်လုံးကလည်းသူနဲ့တွေ့ပြီးဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။ဒါဆိုရင်တော့ဒါကကျမတို့ရဲ့ခဲအိုပေါ့လေဟုတ်လား။ဘယ်လိုလဲခဲအိုရေးအဆင်ပြေပါရဲ့လား။ဟုတ်ကဲ့ကျွန်တော်အဆင်ပြေပါတယ်ခမရတို့ရော။ကျမတို့ကအရှားရဲ့ငယ်တငယ်ချင်းတွေကျမတို့ငငယ်လေးကလေးကအိမ်လေးချင်းတွေဖြစ်ခဲ့ကြတယ်။အတူတူဆော့ကစားပြီးကြီးပြင်းလာခဲ့ကြတာဆိုတော့ကျမတို့ကအကိုရဲ့ခေမရီတော်ရီမမင်းနဲ့နော်သူတို့ကအရှားရဲ့တငယ်ချင်းတွေ နေ့စဉ်နေ့တိုင်းအမြဲလာနေကြတာမဟုတ်ဘူးဆိုတော့တို့တို့ကကောင်းကောင်းလေးအဲဝတ်ကျေပြွန်စွာလုပ်ပေးရမယ်။ဟုတ်ကဲ့ကောင်းပါပြီအဖေ။ပြောပြီးနောက်မှာတော့မိုဟန်ကလည်းဇေရက်ကအကောင်းမွန်ဆုံးဟင်းထွေးကိုဝယ်လာခဲ့ပေးပါရီ။အိမ်ကိုရောက်လာခဲ့တဲ့အခါမှာအာရှာအကောင်းဆုံးထမင်းချက်ပြီးမိသားစုဝင်တွေကိုလည်းကောင်းကောင်းကြွေးလိုက်ပါရီ။ထမင်းစားပြီးနောက်မှာတငယ်ချင်းတွေကစကားတွေအများအကြီးထိုင်ပြောခဲ့ကြပါရီ။တို့ရဲ့အရင်တုန်းကဘလောက်တောင်ပြောရွှင်ခဲ့ရလဲဆိုတဲ့အကြောင်းအရာတွေကိုပြောနေနေပြောရွှင်နေခဲ့ကြတာပေါ့။မနက်မော်လင်းတာနဲ့အာရှာတဲ့ရုတ်တရက်စိတ်မကောင်းဖြစ်သွားခဲ့ပါရီ။ ဘာဖြစ်တာလဲဟဲ့နေရမျက်နှာကိုကြည့်ရတာတမျိုးကြီးပဲဘာလို့ဒီလောက်တောင်မှစိုက်ပြက်နေရလဲအော်မဟုတ်ပါဘူးနင်တို့ခဲအိုနည်းနည်းနေမကောင်းဖြစ်နေရလေဟဲ့ဟုတ်လားတကယ်လားငါသွားကြည့်ပေးမယ်ပြောပြီးနောက်မှာတော့ဂျိုဟီကလည်းမိုဟန်ရဲ့နှစ်ဖူးကိုစမ်းကြည့်လိုက်တဲ့အခါမှာတတော်လေးပူနေရကိုတွေ့ခဲ့ရပါတယ်အေးဟုတ်တယ်သူတတော်လေးနေမကောင်းဖြစ်နေရပဲအများဆုံးစေယောင်ကိုခေါ်သွားရမယ်မဟုတ်တာအလောက်ထိအများကြီးဖျားတာမဟုတ်ပါဘူးစေးတောက်ပြီးအနားယူလိုက်မယ်ဆိုရင်တော့နေပြန်ကောင်းသွားလိမ့်မယ် အာရှပြောတာမှန်တယ်အလောက်ထိနေမကောင်းဖြစ်တာရောလောင်းနေစေခံသွားစရာမလိုပါဘူးကဲလာပါခဲဟိုရေကျမတို့အတူတူသွားကြမယ်နော်ဘာမှပြောမနေနဲ့တခါတည်းကားပေါ်မှာတထိုင်နေပါကိုပြောချင်တာလဲဆိုတော့ကိုငါတို့ကောင်းကောင်းနားလေတယ်ဒီလိုနဲ့အာရှလည်းဘာမှမပြောတော့ပါဘူးသူတို့မိုဟန်ကိုဇေယောင်ကိုခေါ်ဆောင်လာခဲ့လိုက်ကြပါရဲ့ဇေယောင်ကမိုဟန်ကိုကြည့်ပြီးသားနဲ့ပြောခဲ့တာပေါ့ခမရတို့သူ့ကိုအချိန်မီဇေယောင်ခေါ်လာလို့တော်သေးတယ်သူအခုဖြစ်နေတဲ့ယောဂကြောင့်အသက်ပါပါသွားနိုင်နေပြသူ့ကိုတရက်လောက်ဇေယောင်တင်ထားမှဖြစ်မယ် ဒါဆိုလို့ရှိရင်တော့ကုံကြဲရဲတွေအများကြီးကုံတော့မှာပဲ။ကဲတော်စမ်းမှာနေပါရီကိုစိတ်ပူနေရတယ်ငါတို့ရှိရလေ။ခဏနေတော့နေဟာနဲ့ဂျူဟီကတယောက်ကြားရီကိုခေါ်လိုက်ပါရီ။ပြီးရနဲ့သူတို့တငယ်ချင်းနဲ့တွေ့ပေးခဲ့ကြပါရီ။သူတို့တငယ်ချင်းတန်ရောစင်ဘလောက်ခိုင်းပါရဲဆိုတဲ့အကြောင်းလေးကိုပြပြခဲ့တဲ့အခါမှာသူတို့ယောက်ျားရီကပျော်ရွှင်ဝမ်းသာသွားပါရီ။မိုဟန်ကိုစေကူတာပေးပြီးနောက်မှာတော့သူနေပြောင်းကောင်းသွားခဲ့တဲ့အခါမှာအလောက်ကောင်းကောင်းတနည်းအားလည်းပေးလိုက်ပါရီ။နောက်ဆုံးမှာအာရှရဲ့မိသားစုဝင်တွေကလည်းချမ်းသာပျော်ရွှင်စွာနေထိုင်နိုင်သွားခဲ့ကြပါပြီ။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ကျောင်းသားနဲ့ဆရာမရဲ့မင်္ဂလာဆောင်ဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။မယန်းဆိုတော့အခုမှအရွယ်ရောက်ရှိလာခဲ့တဲ့ကောင်းလေးတယောက်ပါ။ဒီအရွယ်မှာကလေးတွေကတော့စိတ်ကိုရှင်ကဘာရဲမှာ အသက်ရှင်နေထိုင်တတ်ကြပါရဲ့။အကြောင်းမှန်တွေမပါဘဲနဲ့ကောင်းကင်တစ်ခုလုံးကိုပြန်ဝဲနိုင်တယ်လို့ထင်မှတ်ကြတဲ့အရွယ်ပါ။မယန်းကိုရိုင်းကလည်းဒီလိုအဖြစ်အပျက်တွေကိုကြုံတွေ့ခဲ့ရတဲ့သူတယောက်ဆိုရင်မမှားပါဘူး။မယန်းကအမေက ပြောလိုက်ပါရဲ့။ ကဲဘလို့ဖြစ်တာလဲသားလေးဒီနေ့မနက်အစောကြီးထပြီးတော့ကျောင်းသွားဖို့အတွက်ပြင်ဆင်ထားပါလားဒီနေ့တော်ရရဲ့အတန်းမှာဆရာမအစ်စ်လာမယ်ဆိုပြီးတော့ပြောထားတယ်သားလေးရေဒါဆိုရင်တော့စာကိုစ조사တင်ယူနော်ဒါနှစ်တိုင်းနှစ်တိုင်းအမြဲတမ်းစောင်းပွဲရှာလိုက်တွေကအောက်ဆုံးမှာကြီးပဲဒီအချိန်မှာပဲကျောင်းကားတန်ကြားတဲ့အကျော်သူကျောင်းကားစီပြီးကျောင်းကိုသွားလိုက်ပါလေအတန်းထဲမှာတော့ကျောင်းသူကျောင်းသားတွေအားလုံးကသူတို့အတန်းထဲကိုရောက်ရှိလာခဲ့မယ်ဆရာမအစ်စ်တို့ကိုကြည့်နေတဲ့အတွက်ကြောင့်မို့လို့မျှော်လင့်တကြီးစောင့်ဆိုင်နေကြပါရဲ့ ခဏနေတော့ရန်ကိုလာပါရင်မိန်ကလေးတယောက်အတန်းလေးကိုဝင်လာခဲ့ပါရီကလေးတွေအကုန်လုံးကလည်းဒီမိန်ကလေးပဲသူလဲဆိုတော့ကိုနားမလည်နိုင်အောင်ဖြစ်နေခဲ့ကြပါရီမိန်ကလေးကအတန်းလေးကိုရောက်ရှိလာခဲ့တာနဲ့ပြောလိုက်ပါရီကဲအားလုံးပဲမင်္ဂလာပါကလေးတို့ရေဆီယမကတော့ဒီအတန်းကိုအသေးရောက်ရှိလာခဲ့တဲ့ဆီယမကရီနာပါကျောင်းသူကျောင်းသားတွေအကုန်လုံးကလည်းမတက်ထားရပြီးဆီယမကိုနှုတ်ဆက်ခဲ့ကြတဲ့အချိန်မယန်ကတော့ကရီနာကိုကြည့်ပြီးတော်တော်လေးသဘောကျနေခဲ့ပါတယ်။သူစဉ်းစားလိုက်ပါတယ် တလောက်ချောင်းမောလှပငယ်ရွယ်လုံးနဲ့ဆီယာမဆိုတာကလည်းရှိသေးရပါလားဆီယာမကငါရဲ့တငယ်ချင်းသားဖြစ်လာမယ်ဆိုရင်တော့ဘလောက်တောင်မှကောင်းလိုက်မလဲလှလိုက်တာကဲဘာရီကိုစဉ်းစားနေရလဲကလေးရဲ့ကဲထိုင်ကြတော့ထိုင်ကြတော့မယံကအဲ့ဒီချိန်မှာထပြောလိုက်ပါလေဘာမှတော့မဟုတ်ပါဘူးဆီယာမရဲ့ဆီယာမဘဲဘာသားကိုတင်ကြပေးမှလဲဆိုပြီးတော့စဉ်းစားနေရပါကောင်းနေကောင်းနေကောင်းနေဒါကတကယ်မှန်ကန်တဲ့မိကုံကိုနေရမေးလိုက်တာပဲဆီယာမကပထဝီဝင်ဘာသားကိုတင်ကြပေးမှပါ ဒီလောက်ထိလာပါတဲ့ဆီယာမှာပတ်ထဝီဘေးဘာသာကိုသင်ပြီးတော့ရင်ကျွန်တော်တို့ကဘယ်ကိုသွားရမှာလဲငရဲကိုသွားရမှာလားခဏလေးနေအခုနောက်တော့ကဘာပြောလိုက်ကြလဲငါတသေးချာချာမကြားလိုက်လို့ဩဒုက္ခပါပဲဆီယာမကြားတော့မလို့ကံကောင်းနေမဟုတ်ရင်တော့ပထမအိုးဆုံးနေမှာလေငါကတော့သေဖို့ပဲရှိတယ်မဟုတ်တာဆီယာမရဲ့ကျွန်တော်ဘာတခေါ်မှမပြောခဲ့ပါဘူးကျွန်တော်ပထဝီမှာရှိတဲ့ formula တွေကိုပြန်ပြီးတော့မှတ်မိအောင်လို့စဉ်းစားနေရပါဟဲ့နေကအယူလား ပထဝီမှာဘယ်သွားနေပြီးတော့ formula တွေကရှိမှာတော့ကဲကဲကဲရပြီရပြီခလေးတို့အားလုံးပြန်ထိုင်လိုက်ကြတော့ရပြီဆီယမစာသင်တော်ကိုအေးအေးစိစိထိုင်ပြီးတော့နားထောင်နေကြကြလားဒီနောက်မှာတော့ဆီယမကလည်းခလေးတွေကိုစာသင်ကြပေးခဲ့ပါတယ်မယံကတော့ကရီနာရဲ့မျက်နှာကိုပဲထိုင်ပြီးကြည့်နေခဲ့ပါတယ်သူ့အိမ်ကိုပြန်ရောက်သွားတဲ့အခါမှာသူ့အမေကမေးလိုက်ပါတယ်ကဲသားလေးရေဒီနေ့ကျောင်းမှာဆီယမအသက်လာမယ်ဆိုဆီယမအသက်လာခဲ့လားဘလို့နေလဲသားရဲ့ဘလို့နေရမှာလဲအမေရဲ့အရန်ကိုလှတယ် ဒီနေ့အထိအလောက်ချောင်းမလှပလွန်တဲ့ဆီယာမတယောက်ကိုမသားရဲ့ဘဝမှာမတွေ့ခဲ့ဘူးသေးလားမယန်ကလည်းသူ့ရဲ့အမေကိုစကားပြောပြီးနောက်မှာတော့အခန်းထဲကိုဝင်သွားခဲ့ပါတော့တယ်သူတစ်ချိန်ကလုံးဆီယာမကရီနာအကြောင်းကိုပဲစဉ်းစားနေခဲ့ပါတယ်သူသားဒီလိုမင်းကလေးမျိုးနဲ့လက်ချခွင့်ရမယ်ဆိုရင်တော့ထီပေါက်ဒီလိုမျိုးကိုကန်ကောင်းသွားတော့မှာပါမယန်ကနေ့စဉ်ဒီတိုင်းအစောကြီးထပြီးနောက်မှာတော့မှန်ကြည့်ပြီးသပင်ကိုအလှအဆောင်ပြုပြင်လိုက်ပါတယ်ဒီနောက်မှာသူကြောင်းသွားလိုက်ပါတယ်ပည့်ရဆိုရင်တော့မှသူကတတိမရတော့ဘဲနဲ့ပြင်ထားကြပါတယ် အမေရေဘာလုပ်နေရလဲအစောကြီးလည်းမထအောင်ចောင်းကလည်းအခုထိမလာသေးဘူးဘာဖြစ်နေလဲမသိဘူးတားလေးရေဒီနေ့ចောင်းပိတ်ရက်ဆိုတော့ကိုနေမင်းနေပြီလားဘာဖြစ်လို့အစောကြီးထပြီးတော့ပြင်ဆင်နေရတာလဲအမေကိုယ်တိုင်တော့အစောကြီးမထဘူးတားကအစောကြီးထပြီးတော့ပြင်ဆင်ထားတယ်ဟုတ်လားကဲသွားသွားသွားအဝိစာသွားလဲလိုက်တော့မယံကတော့တတော်လေးစိတ်ပြတ်သွားခဲ့ပါလေသူဒီနေ့တရက်လုံးဆီယမောက်ကိုမတွေ့ရဘဲနဲ့ဘလိုမျိုးတရက်လုံးဖြတ်ကြောရမှာလဲသူတခဏလေးအတော့မဆိုဆီယမောက်ကိုအရန်တွေးချင်နေခဲ့ပါလေသူလည်းစဉ်းစားနေရင်စဉ်းစားနေရင် နေ့လယ်ခဏအီထုံးမှာတော့ဆီယာမရဲ့အိမ်ကိုသွားပြီးတကားသွားခောက်လိုက်ပါတယ်။ဆီယာမကတကားလာဖွင့်ခဲ့ပါတယ်။ဆီယာမကိုတွေ့လိုက်ရတာနဲ့သူရဲ့နှလုံးခုန်တန်တွေအရန်ကိုမြန်ဆန်လာခဲ့ပါတယ်။ကဲမရက်ကြီးနေဘလို့ဖြစ်ပြီးတော့ငါ့ရဲ့အိမ်အထီတော်မှရောက်လာရတာလေ။ဘာဖြစ်လို့လဲပြောပါအောင်။ဘာလို့ဒီလောက်တောင်မှမောနေရတာလဲ။တကယ်တော့ကျွန်တော်လည်းမလားချင်ပါဘူး။အမေကကျွန်တော်ကိုတက်တက်ဒီကိုရိုက်ရိုက်ပြီးပို့လိုက်လို့တော့ကျွန်တော်ဒီကိုလာခဲ့ရတာအမေကရိုက်ပြီးတော့ပို့လိုက်တယ်။ဘာဖြစ်လို့များအမေကရိုက်ပြီးတော့မှဒီကိုပို့လိုက်ရတာလဲ။ နင်းအိမ်မှာဘာတွေလုပ်ခဲ့ရလဲငါအမှန်အတိုင်းပြောပြစမ်းမဟုတ်တာဆီယာမရဲ့အဲ့လိုတော့လည်းမဟုတ်ပါဘူးအဲ့လိုဘာကိစ္စမှမလုပ်ခဲ့ဘူးအမေကပြောလိုက်တယ်နင်းဆီယာမနဲ့တခါရဲကျူရှင်သေးမဲ့ကိစ္စတွေကိုအပြီးပြောဆိုလာခဲ့ပြီးတော့မှအိမ်ကိုပြန်လာခဲ့တဲ့မဟုတ်ဘူးဆိုရင်တော့အိမ်တဲကိုလုံးဝဝင်ခွင့်မပေးဘူးဆိုပြီးတော့လည်းပြောတယ်။အော်ဒါတော့ဘာမှအလောက်ထိခက်ခဲတဲ့ကိစ္စလည်းမဟုတ်ပါဘူး။ဆီယမအသားကိုကျူရှင်တင်ပေးမှာပေါ့။အမေကပြောတယ်ဆီယမအသားရဲ့အိမ်အထီလာပြီးတော့ကျူရှင်လာတင်ပေးပါတဲ့ ဒူရှင်လာကနဲ့ပတ်သက်ပြီးဘာမှအရင်ကြီးလဲစိုးရင်ပိုပန်မနေပါနဲ့ကျွန်တော်တို့ကပတ်စံချမ်းသာတွေပတ်စံလည်းအများကြီးရှိတယ်ဆိုတော့ဒူရှင်လာကကိုအကောင်းဆုံးညှိနှိုင်းပေးမယ်အေးပါအေးပါဟုတ်ပါပြီကွာဟုတ်ပါပြီငါနဲ့ကိုစာလာတင်ပေးမယ်မယန်ကတော့ပြောချင်တာတွေပြောခဲ့လိုက်ပါတယ်သူအတော်လေးပြောရွှင်ဝါသားနေခဲ့ပါပြီအင်ကိုရောက်သွားခဲ့တဲ့အခါမှာတော့မယန်ကသူ့ရဲ့အမေကိုပြောလိုက်ပါတယ်ဒါနဲ့အမေတာပြောစရာရှိတယ်အမေရဲ့အမေတိလာဒီနေ့တာအပြင်ကိုထွက်သွားတဲ့အချိန်မှာလမ်းမှာဆီယာမောင်ကိုတွေ့ခဲ့တယ် ဆီယမပြောတယ်တာကပညာရေးမှာတော်တော်လေးကိုအားနေနေရဲ့အဲ့ဒါကြောင့်တာဆီယမရှိမှာကျူရှင်ဆက်တမ်းမဖြစ်တော့မင်းဒီတိုင်းဆိုရင်တော့ကျွန်တော်ဆယ်တန်းကြာသွားနိုင်တယ်မေးဟောတာရဲ့စံပွဲကြာလို့ဘယ်ဖြစ်မလဲစံပွဲကြာမယ်ဆိုတဲ့အကြောင်းအမေကိုထပ်ပြီးတော့လာမပြောနဲ့လုံးဝကြာလာနင်ကျူရှင်တင်ကျင်နေဆိုလို့ရှင်တော့ကျူရှင်တင်လိုက်ပါနင်ဆီယမကိုလည်းတခါရဲပြောထားလိုက်ပတ်စံအတွက်ဘာမှစိုးရင်ပုံပတ်မနေနဲ့အမေကတေးချပေးမယ်လို့ဟုတ်ပြီလားနင်ပညာရေးကိုတော့အယုံဆိုင်ပြီးတော့တသိစချာလို့စံပွဲကြာလို့လုံးဝမဖြစ်ဘူးတာရဲ့နားလေရလား မယန်းကျဆိုင်ထဲမှာရှိတဲ့ဆန္ဒတွေအကုန်လုံးကတော့ပြေးသွားသွားခဲ့ပါပြီ။နောက်နေရာစပြီးဆီယမကရီနာအိမ်ကိုရောက်ရှိလာခဲ့ပြီးတော့သူမကိုကျူရှင်အသင်ပြပေးနေခဲ့ပါတယ်။နောက်ထပ်ရနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာတော့ကျူရှင်ဆင်းတဲ့အချိန်မှာဆီယမကသူ့ရဲ့လက်ကိုကိုင်းပြီးပြောလိုက်ပါတယ်။မယန်းငါနေ့ကိုအကြောင်းမှစာတင်ပေးတဲ့အပြင်တီတန်တယောက်တည်းကျူရှင်တင်ပေးနေအောင်ဖြစ်တဲ့အတွက်နင်ကငါ့ရဲ့တာဝန်ဖြစ်သွားပြီ။နင်စာကိုတေချာလုပ်ရမယ်ကြားလား။တတိချာချာစုံစမ်းမယ်မလား။ နင်းသားမကြိုးစားဘဲနဲ့အမှတ်နဲ့မယ်ဆိုလို့ရှင်တော့အားလုံးကငါ့ကိုပဲပြစ်တင်ကြမှာ။ဆီယမကသူ့ရဲ့လက်ကိုကင်ထားခဲ့တဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှလျှက်စီးဖြတ်ရိုက်သွားသလိုခံစားလိုက်ရပါတယ်။သူတယောက်တည်းဆီယမကိုချက်နေရမဟုတ်ပဲဆီယမကလည်းသူ့ကိုချက်နေရဲဆိုပြီးခံစားနေရပါတယ်။သူလည်းသူ့ကိုသူမထိန်နိုင်တော့မယ်နဲ့ဆီယမကိုပြောခဲ့ပါတယ်။ဆီယမရဲ့ကျွန်တော်ဆီယမကိုအရန်ချစ်တယ်။ကျွန်တော်ဆီယမနဲ့လည်းလက်ထပ်ချင်ပါတယ်။ဆီယမရောတားနဲ့လက်ထပ်ချင်လား။ဘာမှလည်းအရန်ကြီးစောရင်ပုံပန်မနေပါနဲ့အဖေ့ရှိမှာပတ်စံတွေအများကြီးရှိတယ်။ တရင်ကိုသာရောက်လာပြီးဆိုရင်တော့ဆီယမကောင်းကောင်းနေရမှာတည်လားဟိုဟိုတတိသွားချင်တယ်ဆိုလို့ရှင်လည်းတားတော့ရှင်မကားအကြီးကြီးရှိတယ်ရက်ကွက်ထင်မှာရှိတဲ့ဆိုင်ကနေပြီးတော့ဈေးဝယ်ဆရာမလို့ဘူး shopping mall ကိုသွားပြီးတော့ဈေးဝယ်လို့ရတယ်ပြောပါအောင်ဆီယမရဲ့ကျွန်တော်နဲ့လက်ထပ်မယ်မဟုတ်လားဒီစကားကိုကြားခဲ့ရတဲ့အခါမှာဆီယမတော်တော်လေးချွေးပြန်သွားခဲ့ပါတယ်နေပါအောင်ចောင်းသားတယောက်ကဘလို့ဖြစ်လို့သူ့ရဲ့ဆီယမကိုဒီလိုစကားတွေလာပြောနေရတာလေမယန်းရဲ့ဒီအတိုက်ရွယ်ကတော့စူပူကျဲမောင်းရမယ့်အတိုက်ရွယ်မဟုတ်တော့ပါဘူး သူ့ကိုတသိချာချာရှင်းပြပြီးလမ်းမှန်ကိုရောက်အောင်ပို့တာပေးရမယ့်အရွယ်ဖြစ်ပါတယ်။ကရီနာကလည်းဒေါသတွေအားလုံးကိုမျိုးချပြီးနောက်မှပြောခဲ့ပါတယ်။ဒါပေါ်မှာရန်ရဲ့နေ့ရှိမှာဘော်ရီများလိုအပ်ချက်ရှိနေလို့လေငါနေနဲ့လက်ထပ်ဖို့အတွက်သဘောတူပါတယ်။နေအရင်ဆုံးဖွဲရောက်အောင်စူးစမ်းလိုက်။ကိုစောက်ဘော်ကိုရက်တင်နိုင်တဲ့အခါကြလို့ရှင်တော့ငါနေကိုလက်ထပ်မယ်။နေတာဘွေရတရားမဟုတ်ဘူးဆိုလို့ရှင်တော့ငါ့ရဲ့အဖေကလည်းဘယ်တော့မှနေနဲ့သဘောတူပေးမှာမဟုတ်ဘူး။ကရီနာကအခုလိုလက်ခံလိုက်တဲ့အခါမှာတော့မယန်းကိုတိုင်းကအတော်လေးစိတ်လှုပ်ရှားသွားခဲ့ပါရဲ့ ဒါကြောင့်သူကလည်းပြောလိုက်ပါတယ်ကျွန်တော်ဒီနေ့ဆက်ပြီးတော့စာကိုနင်းနေညာစ조사တင်ယူမယ်ဖွင့်ရတဲ့အထီးဆိုရင်တော့နှစ်ပေါင်းများစွာကြာမြင့်သွားတော့မှာပဲနော်ဒါဘောမယံငယ်ငါနဲ့ကိုစောင့်မယ်အခုကြောင်ပြီးသွားတဲ့အခါကျရင်တော့တက္ကရာစက်တက်ရမှာအဲ့ဒီခါကျရင်လည်းဆီယမ်မကိုတိုင်းပဲကျူရှင်ပြပေးအောင်မယ်မလားစနေတန်းအောင်မြင်ပြီးသွားတဲ့အခါကြားလို့ရှင်တော့နေရပညာရေးစနစ်ကလည်းပြောင်းလဲသွားပြီဆိုတော့တခြားဆရာမတယောက်နဲ့ကျူရှင်သွားတင်ရလိမ့်မယ်။ငါကတော့နည်းနည်းအမြဲတမ်းလာတွေ့မယ်နော်။ငါကနည်းနည်းလက်ထပ်ရအောင်မယ်လေ ဒီနောက်မှာမယန်ကတော့ကရီနာနဲ့အရန်ကိုလက်ထပ်ခြင်းနဲ့အတော့စိတ်ကူးရှင်နေခဲ့ပါတယ်။သူရဲ့ရွယ်ချက်ကအခုဆိုရင်တော့ကောင်းကောင်းပညာသင်ကြပြီးကိုချောက်ပေါ်ကိုရက်တည်ချင်တာပါ။သူကကြိုးစားပန်းစားနဲ့စာကိုလေးလာသင်ယူခဲ့ပါတယ်။ဒီနောက်သူကစစ်တပ်ထဲဝင်သွားခဲ့ပါတယ်။သူငငယ်တုန်းကလှုပ်ခဲတဲ့ကိစ္စတွေအကုန်လုံးကဘလောက်တောင်မှယွင်းလိုက်ဆိုတာကိုလည်းသိရှိသွားခဲ့ပြီးဆရာမကိုတွေ့ရတဲ့အခါတိုင်းသူအရန်ကိုရှက်ယွင်းသွားခဲ့ပါတယ်။ပထမအဦးဆုံးသူယူနီဖောင်းဝင်လိုက်တဲ့အချိန်မှာခန်းစားခဲ့ရတာက ဆီယမကရီနာတောင်ရှိဘူးဆိုရင်တော့ဒါရီအားလုံးကိုသူရရှိမှာမဟုတ်ပါဘူး။အကြောင်းသူကဆီယမကိုကျေးဇူးတင်စကားပြောခြင်းနေခဲ့ပါရီ။ဒါကြောင့်သူမဟုတ်ချော်တွေဝဲပြီးနောက်မှာတော့ဆီယမရဲ့အိမ်ကိုသွားလိုက်ပါရီ။ဆီယမတကလာဖွင့်ပြီးရဲ့နောက်မှာတော့သူရဲ့ပုံစံကိုကြည့်ပြီးတော်တော်လေးဝမ်းသာပျော်ရွှင်သွားခဲ့ပါရီ။ကုန်းယူပါရဲမယံငယ်။ဒါရီအားလုံးကဆီယမကြောင့်ဖြစ်လာနိုင်ခဲ့တဲ့ကိစ္စတွေကြီးပဲ။အေးအခုတော့ငါနေနဲ့လက်ထပ်ဖို့အတွက်အစင်းစ်ပဲတိလာမယံငယ်။ကြားလိုက်ရတဲ့အခါမှာမယံကလည်းနည်းနည်းဝမ်းသာသွားပါရီ။ဒီအချိန်မှာ အိမ်ထဲကနေခလေးလေးတယောက်နဲ့လူတယောက်ထွက်လာခဲ့ပါတယ်။မမေရေးသွားကြမယ်လေရေခဲမုတ်သွားစားကြရအောင်။ဒါတွေကိုတွေ့ကြရတဲ့အခါမှာမယံကလေးအတော်လေးလမ်းဖြန်သွားပါတယ်။မမေဟုတ်လား။အေးဟုတ်တယ်မယံငယ်သားငါရဲ့သမီးလေးလေ။ဒါကငါယောက်ျားပဲ။ဒါနဲ့ရှင်သိလားယောက်ျားရဲ့ကျမတို့အကြောင်းရှင်ကိုပြောပြဘူးလေ။ဒီနေ့ဆိုလို့ရှင်တော့သူကိုချောက်ဘောကိုရက်တီနိုင်သွားခဲ့ပြီ။ဆရာမရဲ့ကျွန်တော်ကိုထပ်ပြီးရောရှောက်မလုပ်ပါနဲ့။အဲ့ရောကကျွန်တော်ကခလေးငယ်လေးတယောက်ဖြစ်ခဲ့တဲ့အတွက်ဘာကိုမှသေချာနားမလည်ခဲ့တာပါ။ ကဲကောင်းပြီဒါရီအားလုံးထားလိုက်တော့ဒီနေ့ငါကိုရိုင်းနဲ့ကော်ဖီဖြော်တိုက်မယ်ဟုတ်ကဲကောင်းပါပြီဒါပေမဲ့ဆီယမားနဲ့လက်မထက်ခရရတဲ့အတွက်ကျွန်တော်ကျင်းစီပေါအရန်ကိုဝမ်းနေနေတော့မှာပဲဒီနောက်အားလုံးကလည်းအတူတူပျော်ရွှင်စွာရီမောခဲ့ကြပါရစေဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်